ရေနဲ့1000မီတာလောက်မှာဘာတွေများရှိမလဲမသိပါဘူး။ရေနဲ့10မီတာကနေ3မီတာဆိုတာကတော့လူသားတွေဘာကရိယာမှာပါပဲနဲ့ဝင်သွားလို့ရတဲ့အနက်ဖြစ်ပါတယ်။10မီတာကနေပြီးတော့မှမီတာ20ဆိုလို့ရှင်တော့ငါးပဇွန်အမျိုးမျိုးအစားအစာရှာတဲ့နေရာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့အရန်ကိုလှပါတဲ့တနာကြောက်တန်းတွေကလည်းအဲ့ဒီနေရာမှာရှိနေတာပါ။ရေအောင်40မီတာမှာဆိုလို့ရှင်တော့တာမန်ရင်ကုန်သမားတွေရောက်သွားနိုင်တဲ့အနက်ဆုံးအတိုင်းသာဖြစ်ပါတယ်။ကျွန်တော်တွေကအဆူကျင်ဘူးနဲ့ဖီအားလျှော့ကိရိယာတွေရှိမှရောက်နိုင်တာပါ။ဟုတ်ကဲ့ ရေအောက်60မီတာမှာဆိုလို့ရှင်တော့လူသက်ဝေလာငါကအဲ့ဒီညာရဲ့ဘရင်တစ်ပါးဖြစ်သွားခဲ့ပါပြီ။ငမန်းတီတော်မှတော်ယုံနဲ့သူတို့ကိုသွားပြီးတော့မနှောက်ရှက်ရဲပါဘူး။လူသက်ဝေလာငါတွေအရင်ကမှညံကောင်းကြပါတယ်။ပင်နေတဲ့ကထိတ်တန်းစားသုံးသူတွေမှာပေါဝင်ပါတယ်။ရေအောက်90မီတာဝေလာငမန်းတွေရှိပါတယ်။သူကတော့တိပီးသား9မျိုးစားတွေမှာအကောင်ကြီးဆုံးဖြစ်ပါတယ်။သူရဲ့ခနာကူကတော့မီတာ20လောက်ရှည်ပြီးတော့မှအသက်ကလည်းရှည်ကြပါသေးတယ်။ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့နှစ်တရာဝန်းကျင်တက်တန်းရှိတာပါ။တက်ရှည်ဆုံးနှစ်တရာ30ထိနေတိုင်းနဲ့တကောင်လည်းရှိပါသေးတယ်။ ရရောက်100မီတာကိုအရန်တော်နဲ့ရင်ကိုသမားတွေရောက်သွားနိုင်ပါတယ်။အဲ့ဒီအ내ကနေအပေါ်ကိုမြင်မြန်ပြန်တက်သွားမယ်ဆိုလို့ရှင်တော့ decompression ယောဂါတော့ရနိုင်ပါတယ်။ဒီနေရာမှာလည်းမြောက်ပစိဖိတ်သမုဒ္ဒရာရဲ့အီယာမရေဘဝဲကြီးတွေစတင်ပေါ်လာတတ်တဲ့နေရာဆိုရင်လည်းဟုတ်ပါတယ်။သူတို့ရဲ့လက်ကတော့၄တသမ3အထိရှိနိုင်ပြီးတော့မှပုတ်တင်ညိုတွေလိုမျိုးကြိုက်တဲ့အကြောင်းလည်းပြောင်းလို့ရပါသေးတယ်။ရရောက်150မီတာဆိုလို့ရှင်တော့မှောင်မဲနေတဲ့ရရောက်ကဘာကိုရောက်သွားမှဖြစ်ပြီးတော့ပုံမှန်အပြင်တော့တိရခိုင်နှုံရဲ့အလင်းရောင်လောက်ပဲရောက်ရှိတော့မှဖြစ်ပါတယ်။အောက်ကိုရောက်လေလေပို့ပြီးတော့မှောင်နေလေပါပဲ။ ။ဒီရောက်900မီတာမှာတော့ office ငါးတွေနေထိုင်ကြလာပြီးသူတို့ရဲ့ခန်းတော်ကိုဟာ30မီတာလောက်ကိုရှည်လျားပါတယ်။ပင်လယ်မွေတွေဆိုပြီးတော့မှအမြဲတမ်းအထင်လွဲခံနေရတဲ့တရဝါတွေပါ။ဒါပေမဲ့သူကတော့ပင်လယ်မွေအမျိုးအစားအလုံးရဲ့ဘိုးဘီတွေလိုလဲဆိုလို့ရမှာဖြစ်ပါတယ်။ဒီရောက်မီတာ300ကိုရောက်လို့ရှိရင်တော့အီယာမကနန်းတွေနေထိုင်ကြပါတယ်။သူတို့ကတော့ကဘာမောင်အကြီးဆုံးခရစ်စတီယန်နဲ့မျိုးစားတွေကတမျိုးပဲဖြစ်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကဘေ့စ်ဘောလောက်ပဲရှိပေမဲ့လေကျွန်တော်အားလုံးကိုဆန်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့၄.၃မီတာလောက်ကိုရှည်လျားမှာပါ။ ဂျပန်အများစုမှတွေ့ရတာဖြစ်ပြီးတော့မှဒါကြောင့်မလို့ပဲဂျပန်ပင့်ကိုကနန်းဆိုပြီးတော့လဲနာမည်ရထားပါတယ်။ရေအောက်မီတာ900ဝေလံ9တွေရောက်နိုင်တဲ့အနက်ဆုံးအတိုင်းတာပဲဖြစ်ပါတယ်။သူတို့ရဲ့အရှိကတော့33မီတာလောက်ရှိပြီးတော့မှအလေးချိန်ကတော့180တန်လောက်ရှိပါတယ်။ကမ္ဘာတဝန်းလုံးရဲ့ပင်လယ်သမုဒ္ဒရာတွေမှာရှိနေပါတယ်။ကမ္ဘာမှာအကြီးဆုံးတံတားလည်းဖြစ်ပါတယ်။ရေအောက်828မီတာဆိုလို့ရှိရင်တော့ကမ္ဘာပေါ်မှာအမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ဒူဘိုင်းမြို့စင်နဲ့ညီနေပါပြီ။ရေအောက်950မီတာအေယာမပြည်ကြီးငါးကြီးတွေရှိနေပါတယ်။ ူတွေကညံရမ်းကောင်းကြပြီးတော့မှမီတာ20လောက်ရှည်လျားပါတယ်ကဘာဘကအကြီးမားဆုံးကြော်ရုံမဲ့တရပါလို့လည်းခေါ်ရမှာပါသူကတခါတလေမှာဆိုလို့ရှိရင်တော့တုတ်ပိုးဝေလာ9နဲ့အဲ့ဒီနဲ့မှရံဖြစ်တဲ့ကြသလိုရေအောက်1100မီတာမှာဆိုလို့ရှိရင်တော့ကဘာဘကအနက်ဆုံးရေအောက်မီတောင်တစ်ခုဖြစ်တဲ့စီမာနာမီတောင်ကအဲ့ဒီမှာရှိနေတာပဲဖြစ်ပါတယ်သူကတော့2009ခုနှစ်မှာနောက်ဆုံးတစ်ခေါက်ပေါက်ခွဲခဲ့တာဖြစ်ပြီးတော့အဲ့ဒီအနက်မှာဆိုလို့ရှိရင်တော့လုံးဝကိုမှောင်မဲနေပြီဖြစ်ပါတယ်ပြားတွေကလည်းအရန်ကုန်မှအများပြားလွန်လာပြီးတော့လူတွေဒီနေရာကိုရောက်လာခဲ့ရင်ချက်ချင်းကိုပြားကက်သွားမှဖြစ်ပါတယ် ရေရောက်1300မီတာငမန်းကြီးတွေရှိပါတယ်။သူ့ရဲ့မျက်လုံးကပေါ်ပါများပေမဲ့အနံ့ခံပြီးတော့မှတားကောင်းတွေကိုအေးအေးဆေးဆေးဖမ်းလို့ရပါတယ်။ကဘာပေါ်မှာအမဲလိုက်နိုင်ဆုံးငားထဲမှာပါပါတယ်။ကဘာပေါ်မှာအကြီးဆုံးလက်ဖြစ်တဲ့တရေလေးကလည်းအဲ့ဒီအနံ့ကိုမကြာခဏရောက်လာတတ်ပါတယ်။ရေရောက်2000မီတာမှာတော့ deep sea dragon fish တွေရှိနေပါတယ်။ဒါကတော့အရင်ကကြောက်စရာကောင်းတဲ့ရုပ်ပေါင်းနေတဲ့ငါးတမျိုးပါ။သူမတော့အရန်ကိုခြုံပြီးတော့မှအရန်ကိုရှည်လျားတဲ့တွားတွေရှိသလိုသူတို့ရဲ့မိယူမှာတော့အလင်းအောင်တွေထွက်တတ်ပြီးတဟာတောက်ကုန်တွေကိုမြူဆွေပြီးတော့မှဖန်ဆာတတ်တာပါ ရေအောင်2300မီတာဆိုလို့ရှင်တော့တုပ်ပိုးဝေလံကရောက်သွားနိုင်တဲ့အနက်ဆုံးအတိုင်းသာဖြစ်ပြီးသူ့ရဲ့ရှေ့ကတော့မီတာ20ရှိပြီးတော့ကဘာဘောကအကောင်းဆုံးသွားရှိတဲ့ဝေလံကပဲဖြစ်ပါတယ်။ရေဝဲတွေကိုအဓိကထားစားတတ်ပါတယ်။ရေအောင်မီတာ300ဒီနေ့အောင်ရောက်သွားပြီဆိုလို့ရှင်တော့ပင်လယ်ရေနဲ့တနာတွေကိုတွေ့ရမှာဖြစ်ပြီးတော့မှသူဟာပင်လယ်ထဲမှာအရေးကြီးဆုံးအပင်တွေပဲဖြစ်ပါတယ်။အောက်ကိုထပ်ပြီးတော့သွားလိုက်မယ်ဆိုလို့ရှင်ဂရုချင်းဒေတာကိုရောက်ပြီးဖြစ်ပြီးတော့ရေအောင်မီတာ3900မှာတိုက်တန်နဲ့တင်ပေါ်ရုပ်ကျွင်းရှိနေပါတယ် တင်မောရေမြိုပြီးတော့မှ83နှစ်လောက်ကြာတော့မှလူတွေပြန်တွေ့တာဖြစ်ပြီးရေအောက်4500မီတာမှာမွန်ငါးတွေနေထိုင်ကြပါတယ်သူတို့ရဲ့တော်တွေကမညီမညာနဲ့အရန်ကိုချုံနေပြီးခေါင်းပေါ်ကနေထွက်လာတဲ့အလင်းအောင်တွေနဲ့တားကောင်းတွေကိုမြူစေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိဘငါးလိုလဲနာမည်ရပါသေးတယ်ဗျာဒီနေရာမှာငါးရီရဲ့ရုပ်ကဖြစ်တဲ့လူတွေထွက်လာကြပြီးတော့အရန်ကိုလည်းကြောက်ဖို့ကောင်းနေပါတယ်ရေအောက်မီတာ9000အထဲမှာဆိုလို့ရှိရင်တော့ black swallow ဝါးတွေရှိနေပါတယ်သူတို့ရဲ့အသွင်မြင်တွေကတော့ငရှင်းနဲ့တူပြီးတော့မှတကူလုံးကမဲနေနေပါတယ် အရန်ကိုချုံနေသွားလေလဲရှိသလိုကိုယ့်ထက်နှစ်ဆလောက်ကြီးတဲ့တားကောင်ကိုလည်းမျိုးချနိုင်ပါသေးတယ်။ရေရောက်မီတာ9960ကိုရောက်သွားရင်တော့ဘရန်ဒါတင်မော့ယုံချင်းရှိနေပါတယ်။ရေမြော်ပြီးတော့နှစ်ပေါင်း90ကျော်တော့မှလူတွေကပြန်တွေ့ခဲ့တာပါ။ဒီအောက်6000မီတာမှာဆိုလို့ရှိရင်တော့မာရီယနာကျောင်းရဲ့အစာဖြည့်ပြီးတော့မှအခုခေတ်လူသားတွေရဲ့နည်းပညာနဲ့ဒီနေရာမှာလေ့လာဖို့တော့အခက်အခဲနေတော့မှဖြစ်ပါတယ်။အဲ့ညာကတော့လေ့လာခံရတာအနည်းဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ရေအောက်9500မီတာဆိုတော့ကတော့ ဂျီဂျီစနေးဖစ်တွေနေထိုင်တဲ့နေရာပဲဖြစ်ပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကတဝက်လောက်ကြီးနေတတ်ပြီးတော့ခန္ဓာကိုယ်ပုံစံကဖားတစ်ပိုင်းနဲ့တူနေပါတယ်ဂျင်းနဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒီကိုယ်လုံးကအေးပျော်သွားမှာဖြစ်ပြီးပင်နေထဲမှာအဆန်းအကျေဆုံးငားလေဖြစ်ပါတယ်ရေအောင်မီတာ900မီတာ900ကိုရောက်သွားတဲ့အခါမှာတော့အေရက်တောင်ရဲ့အမြင်လောက်ရှိနေပြီဖြစ်ပြီးတော့ဒီနေရာမှာဘာငားနဲ့ကြောရွရှိတဲ့ဘာမှမရှိတော့ပါဘူးတခြားဂျူတစ်ခုကိုရောက်သွားတယ်လို့ပါပဲတင်းငယ်တဲ့ဇီဝတက်ရှိအများကြီးတော့ရှိနေအောင်ပါပါ ဂျီယောက်1034မီတာမှာတော့မရီယာနာကျောက်ရဲ့အနက်ဆုံးပဲဖြစ်ပါတယ်အခုချိန်ထိလူသုံးယောက်သာအဲ့ဒီနေရာကိုရောက်ခိုးသေးတာပဲဖြစ်ပါတယ်အဲ့ညကလည်း Deep Sea Challenger ဆက်နေရောက်ခိုးတဲ့နေရှာဆုံးနေရာဖြစ်ပြီးတော့မှဒါဟာလူသားတွေအခုချိန်ထိဝင်သွားနိုင်တဲ့အနက်ဆုံးနေရာပဲဖြစ်ပါတယ်သူစနာကတော့1919ခုနှစ်နောက်ပိုင်းမှာဆက်ကအဲ့ဒီနေရာမှာ Plastic 88ကိုတွေ့ခဲ့ရပါတယ်တဲ့လူသားတွေရဲ့ပင်လယ်သမုဒ္ဒရာကိုညံ့ပန်းအောင်လုပ်ခဲ့တဲ့နေရာမှာတော့အရန်ကိုလွန်နေတဲ့အကြောင်းပြသထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကဘာကြီးကအကျမ်းမာမှုတဲ့ပုံဝင်ရှင်ကိုထိန်းသိမ်းတင်ပါတယ်ခင်ဗျ